သတင်းစာပုံနှိပ်ဆက်များသတင်းစာတက်ပညာတွင် ပုံနှိပ်တိုက်စက်မှုပညာသည်လည်းအထူးအရေးကြီးသောကဏ္ဍဖြစ်သည်သတင်းစာဆရာသည်ပုံနှိပ်ဆက်ဆရာ၏ပညာကိုမတက်စေကံမူအကျဉ်းအဖြစ်နားလည်ထားသည်သည်သတင်းစာနှင့်ပုံနှိပ်လုပ်ငန်းတွင်ပုံနှိပ်ဆက်ဆိုင်ရာကဏ္ဍနှင့်ဇာစီဘက်ဆိုင်ရာကဏ္ဍဟုနှမျိုးခွဲထား၏တင်မောက်ဖို့ဒိုပညာနှစ်ရက်လုံးကိုသူ၏ဆရာဗမာခေဦးအောင်ခင်ထံမှအမွေရခဲ့သည်ဖြင့်တိမိခောက်မိသည်ဦးအောင်ခင်သည်ဗမာပုံနှိပ်လုပ်ငန်းခြေတစင်တည်ရေးကိုဆောင်ရွက်ခဲ့တဲ့ကဲ့သို့ ။ဒီမောင်ကလည်းပူအုပ်ခင်လှမ်းပြီးခြေလှမ်းကိုထက်ဆင်း၍တလန်းပူလန်းကအရှိအာရှနိုင်ဗမာပြည်ကပထမဆုံးသတင်းစာပုံနှိပ်ပညာသစ်ကိုသုံးသည်ဟုအပြည်ပြည်ဆိုင်ရာစာနာစစ်အသင်းကြီးလာကံများ၌ဆွေးနွေးမှတ်တမ်းတင်ရသည့်တိုင်ခိရှိသို့တိုးတက်နိုင်ခဲ့၏။ဗမာသတင်းစာလောက၏ပုံနှိပ်ဆက်သမိုင်းတွင်အစင်အလားဖြင့်လက်မ20 30အရွယ်ဆက်ဆွဲသို့မဟုတ်လက်တို့အရွက်စီရိုက်သောတရင်စာများ15-30လက်မအရွယ်တရင်စာများ15-20လက်မတရင်စာများသာရှိခဲ့သည့ ရှေးကမြမအလင်းနဲ့ဒုရိယကမူဒီမိုင်းအရွယ်ကော7330လက်မအရွယ်ကိုထုတ်ခဲ့ကြ၏ထိုဆက်ကလေးများနှင့်ပုံနှိပ်ရာတွင်စက်ကြောမျက်နှာသတင်းစာကိုရိုက်ချက်၄ချိန်ရိုက်ရသည်ရိုက်ပြီးသောစက်ကူရွက်ကိုဖျက်ကာခောက်ရသည်ရိုက်ပါလင်လဲတနအီလီစက်သမားလက်အသွက်ဆုံး1800ခန့်သာကြ၏အလိုလျောက်၄ဆက်ဖြင့်ရိုက်ပါလင်လဲစက်ကူကောင်းပါမှ တနအီ3000ခန့်ရိုက်နိုင်ရာဤသို့တရက်စီရိုက်၍ခောက်ရသောနေ့သည်ခက်မမီတော့ပေ ထို့ကြောင့်ဥဩကင်သည်ဗမာခေတ်ကိုခင့်မိသောပုံလေးဆက်ဖြင့်ရိုက်နိုင်ရန်ကြိုးစားသည်ရိုထရီကောပက်လေပုံလေးဆက်သည်ပေါ်ပေါက်နေလေပြီကဘာအေးရဲ့မျိုးကြီးများမှသတင်းစာကြီးများသည်ပက်လေပုံလေးဆက်နှင့်ရိုက်ကြသည်သာများ၏ပက်လေပုံလေးဆက်မှာပထမခဲစလုံးများကိုစီရသည်ခဲစလုံးစီပြီးစာမျက်နှာဖွဲ့ကထိုဖွဲ့ပြီးစာမျက်နှာကိုဖလောင်းကောစက်ကူတူတစ်မျိုးပေါ်သို့တန်ချိန်ချီကလေးတော့အလေးချိန်အင်အားနှင့်ပြလိုက်ရသည်ပြလိုက်သောအခါခဲစလုံးများသည်၎င်း ဓာတ်ပုံပလောင်များမှအမဲအဖြူအဆက်အပြောက်ကလေးများသည်၎င်းစက်ကူပေါ်တွင်အရာထင်ကြ၏ထိုစက်ကူပေါ်သို့ခဲရီကျိုးကလောင်းလိုက်တော့ကခဲစလုံးမျက်နှာပြင်နှင့်ပလောင်မျက်နှာပြင်တို့သည်ခဲပြားပေါ်တွင်ထင်လာသည်ထိုခဲပြားသည်ကတ်ကုန်းကုန်းရှိ၏ပုံနှိပ်ဆက်တန်တလိန်တုံးပေါ်သို့အလိုက်တင်ကတ်ကမိန်လုံးများဖြင့်ကျိတ်လူး၍ပုံနှိပ်ရသည်မျက်နှာပြင်အညီစာစီ၍ရိုက်သောဆက်ထက်မျက်နှာပြင်လုံးကဖလှိတ်၍ရိုက်သောထိုဆက်ကအစာပေါင်းများစွာမြတ်၏ ရိုင်းနေရနိုင်စက်ကူကိုတရွက်စီမထိုးပဲအလိမ့်လိုက်ထည့်ရိုက်ရည်ရိုက်ပြီးထွက်လာသောစာရွက်ရှေးကြီးများကိုအလိုလျောက်ခောက်သောဆက်ဖြတ်သောဆက်အပြင်တရင်စားတဆောင်လုံးသည်ရိုက်ပြီးခောက်ပြီးထွက်လာသည်32မျက်နှာရိုက်နိုင်ရန်အတွက်ဆက်8လုံးသို့မဟုတ်74လုံးကိုနှစ်ကြိမ်ထည့်ရိုက်လိုအပ်သည်ဆက်စရာ20ခန့်လိုပြီးခောက်သူက30ခန့်လို၏32မျက်နှာရိုက်နိုင်သော retro ဆက်မှာအလုံးသမား6ဦးခန့်နှင့်လည်နိုင်သည်လုံအားလည်းတက်သာသည် ဆက်ဖိုးမှာလည်း1959ခုနှစ်ပေါက်စည်းအရာဗမာသတင်းစာပုံနှိပ်တိုင်များသုံးနေသောဆက်ကလေးရှစ်လုံးသည်အကောင်းဆုံးဆိုကနှစ်သိန်းခွဲကန်ကြသည်ပတ်လည်ဆက်မှာ၄သိန်းခန့်သာကျရာငွေပင်ငွေရင်းလည်းများစွာကွာခြားလာသည်မဟုတ်တစုတဲ့ပုံရိပ်ရင်းရသဖြင့်သာများသည်အောင်ထင်ရသည်တခုရှိသည်မှာပတ်လည်ဆက်သည်တနာ ਈ လျင်စောင်းရီ၃000အထိကျသည်ခဲပုံကူသောဇရိတ်ပိုသည်မို့စောင်းရီများရန်လို၏ ပတ်လည်စက်နှစ်ရိုက်ရန်အ ਨੇ သုံးဆောင်ရည်3000ရှိသည်ဗမာခေတ်တည်င်းစာသည်တင်မောင်းဝင်လာချိန်မှစ၍တဟုန်ထဲတက်လာတော့လဲဆောင်ရည်မှာ8000မြတာရှိသည်မှတ်ချက်ထိုနှစ်ကဆောင်ရည်8000သည်အများသောဖြစ်ဥုံမြင့်မဝင်မီကဗမာခေတ်မှာ2000ခန့်ရှိပြီးဥုံမြင့်ကျိုးပန်းမှုဖြင့်၄တောင်အထိတက်ခဲ့ဤထိုစဉ်ကဗမာခေတ်နှင့်အခြားသတင်းစာများပါစာမျက်နှာ20ခန့်သာထုတ်ကြသည်ဗမာခေတ်ကိုစာမျက်နှာ32မျက်နှာအထိတိုးထုတ်ပြီးဇာနယ်စင်းလောကတွင်ထိုအချိန်ကတင်ရှားသော တကယ်ပါတော့ဇဝနာတို့အပြင်အခြားဆရာများကိုလည်းဗမာခေတ်သို့စုခေါ်ပြီးရှေ့ဆောင်ဦးတန်းတော် ယူပီဥပဒန်းနဲ့ဦးအောင်ဖေတတ်တော်စသည်တို့ပါစုစည်း၍ခေါ်ပါကဗမာခေတ်ဆောင်ရည်သည်မဟုတ်ချတို့ရပြီဦးအောင်ခင်သည်အချိန်ချင်းတွက်ချက်ကဗမာခေတ်တရင်စာကိုခင်မီပတ်လဲဆက်ကြီးတက်စင်ရန်ဆုံးဖြတ်လိုက်တော်သည်မြမကိုသလဲများလီမီတက်မှဥပအေးနှင့်ဆက်သွယ်ကဂျာမနီပြည်အော့စပတ်မြို့မှကပါကျော် MAN ကုမ္ပဏီကြီးမှ ပတ်လဲဆက်ကြီးကိုမှားလိုက်တော့သည်ဦးအောင်ခင်ကိုယ်တိုင်ဂျာမနီသို့သွားကကြည့်ရှုပြီးမှဝယ်လိုက်၏ဒန်နာယီလျင်စောင်းရီ3000ကျသည်ကဘာပေါ်တွင်အကောင်းဆုံးပတ်လဲပုံလေးဆက်ကြီးမျိုးဖြစ်သည်ပတ်လဲဆက်မလာမီကပင်ဗမာခေတ်ကဗမာပြည်တွင်ပထမဆုံးကဘာဆိုင်ချင်းပြီးပတ်လဲဆက်နှင့်ရိုက်တော်မီအကြောင်းကိုကြော်ညာနေတဲ့မျိုးတရေနေတဲ့ပုံစောင်းမနဲ့တနီဝါရဖြန့်ခဲ့တော်သည်ဆက်ကြီးရန်ကုန်ရောက်လာသောအခါတွင်လည်းဆက်တစ်တာကြီးများ၏ဓာတ်ပုံမှဆာကဆက်ကြီးစတင်တက်စင်သည့်အထိကို တက္ကန်တနာရေးခဲ့ဤသူစဉ်ကစာပေဘိမ့်မှန်မှစွဲစုံချမ်းပထမတွဲကိုဟော်လန်ပြည်တွင်ပုံနှိပ်ပြီးတင်းမောနှင့်တည်လာသည်တင်းမောမှစွဲစုံချမ်းစာအုပ်တစ်တာများကိုစာပေဘိမ့်မှန်သို့အခမ်းအနားနှင့်တည်ဤစာပေဘိမ့်မှန်ကစွဲစုံချမ်းဝါရပြမှုကိုဤအမျိုးမျိုးသုံးကပြုဤကိုတင်းမောရဲ့ခမားတို့ပတ်လည်ဆက်ကစာပေဘိမ့်မှန်ကစွဲစုံချမ်းပင့်လာတာနဲ့ပြိုင်နေတာလားဗျထို့ကဲ့သို့သူစဉ်ကဆရာဇဝနာကခနဲ့ဤ ဆိုင်ကြီးဗမာခေတ်ချမ်းတို့ရောက်လာပြီးနောက်ဂျာမနီမှလိုက်လာသူဆက်စီယာတဦးနှင့်နေမီညာမီဖြင့်တက်စဉ်၏အရေးထဲတွင်ဆက်စီယာမှအင်္ဂလိပ်စကားမတတ်သဖြင့်ဂျာမန်ဘာသာတက်သူရဲနေဖြူတဦးကိုစကားပြန်ခေါ်ပြီးလိုက်ပြခြေပြနှင့်ပင်တက်စဉ်ရသည်ဆက်စီယာနှင့်တက်စဉ်နေစဉ်ဗမာခေတ်ဆက်စီယာချုပ်ကိုတန်းကြီးကကူညီရတွင်ဆက်စီယာနှစ်ယောက်လိုက်ပြခြေပြနှင့်အောင်မြင်စွာတက်စဉ်နိုင်၏ကိုတန်းကြီးစမ်းမှုပညာရေးအချင်းကိုဂျာမန်ဆက်စီယာကကြောတက်ခါချီးကျူးသွား၏ လက်တွဲဖြင့်တက်လာသောဗမာစံမှုပညာရှင်တို့၏အရေးချင်းသည်ကမ္ဘာဆိုင်ချိန်မီဒီမှာဂုဏ်ယူဝယ်ပင်ဂျင်းမုံဆံများတက်စင်စင်ကနိုင်ငံခြားဆက်ဆံရများနှင့်ပကုန်းချင်းရှင်နိုင်သူမှာကိုပိုက်ကြီးဖြစ်၏ဆက်ကြီးတက်စင်၍မပြီးမီ9ရက်ကပဲနောက်9ရက်ရှိကဗမာခေတ်ကိုစက်သစ်ကြီးနှင့်ထုတ်မည်ဟုတင်ကြိုကြေညာခဲ့သည်ရဲချိန်ကိုကြိုတင်ပေးထားခြင်းဖြင့်ထိုနေ့တွင်မပြီးမနေလုံရတော့မည်ဟုဦးအောင်ခင်ကဆို၏သူချင်းဆိုသည့်အတိုင်းဆက်ကြီးသည် အချိန်မီပြီးပါ၏ သို့သောစမ်းသပ်ပုံနှိပ်ချိန်မရခဲ့ပြီးစိုက်ကြီးမှာစက်သည့်ဖြင့်ပုံနှိပ်ထုတ်ဝေတော့မည်ဟု၍ရကြိမ်းပေးထားသည့်သတင်းစာကိုပုံနှိပ်ရမည်နှင့်မနက်တွင်မှတက်ဆင်၍ပြည်စီသည်ငါဆက်ကတေးကြပါတယ်ကွာမင်းသတင်းစာကိုဒီနေ့စက်ကလေးနဲ့မရိုက်နဲ့စက်ကြီးနဲ့သာချိန်တဲ့အတိုင်းရိုက်ရအောင်ကွာဦးအောင်ခင်ကဆိုသည့်အတိုင်းသူနေမနက်ကစီပီးစာများကိုစက်ကလေးများနဲ့မရိုက်တော့ပဲစက်ကြီးနဲ့ရိုက်ရန်စက်ကူပုံသွင်းတော်သည်စက်သည့်ကြီးအထူးတော်အဖြစ်အထူးစောင်းမများနဲ့ ခံခံနာနာအချက်ပိုစာမျက်နှာများပါပို့၍စီထားသည်တရင်စာတို့တုံးစံအတိုင်းမနက်9နာရီမှည9နာရီထိရသမျှတရင်စောင်းမများကိုစီကစာမျက်နှာဖွဲ့ခဲ့ပြီးည9နာရီတွင်စက်ကူပုံသွင်းထားသောစာမျက်နှာများကို ခဲပုံလောင်သည်ည17နာရီတွင်စာစီဘက်မှတာဝန်ပြီးလေပြီးစာမျက်နှာများကိုခဲပုံလောင်ပြီးစာပြင်ကြီးများအသင့်ရှိလေပြီးစာပြင်ကြီးများကိုဆက်ပေါ်တင်ပြီးလှည့်လိုက်သည်စီကနယ်ဆက်တန်းကြီးဟီးသွားကစက်ကူလိန်ကြီးများကို လှိမ့်ကနေဆွဲယူပြီးဒလိန်တုံးကြီးများကမျက်လှဲ့၍ပုံနှိပ်တော်သည် ပုံနှိပ်ပြီးစက်ကူများသည်24မျက်နာခောက်ပြီးဖြတ်ပြီးထွက်လာသည်ပူပူနွေးနွေးထွက်လာသောတရင်စာများကိုကြပြားကြရာစွဲကြည့်လိုက်သည်စလုံးတစ်လုံးမှမတင်စာမျက်နှာပြင်ကြီးတစ်ခုလုံးမဲကနေထွက်လာသည်စက္ကန်းထဲရှိသူတိုက်သားများ၏မျက်နှာသည်ရဲကနေဖြစ်သွားသည်ဦးအောင်ကင်းနှင့်တင်မောင်တို့ပါရင်ပေါ်သွားသည်ဆက်စင်သူဂျာမန်မှာစက်မှုအတက်တာတက်သူဖြစ်သည် ပုံနှိပ်ပညာကိုမတတ်ပေသူတာဝင်မှာစက်ကြီးတစ်တိကြကြစမ်းခြင်းကလဲပတ်ရန်တာဖြစ်သည်သူတာဝင်ကကြည်ဤဆက်မှာပုံနှိပ်ရမရမင်းကိုလျှော့၍လှုပ်ကားစမ်းသည်မင်းကိုတိုး၍လှုပ်၍စမ်းသည် စားပြီးအစ်စ်လှုပ်၍စမ်းသည်ဆက်ဆရာများနဲ့ဥုံခင်ရောတင်ပေါင်းတို့ပါချွေးတိတိကြအောင်ကြိုးစားကြသည်တရင်စားကပြက်ပြက်သားသားထွက်မလာတော့ပေသူနှင့်ဒဇဒဇအချိန်နှောင်းလာသည်နောက်တစ်နေ့မနက်9နာရီသို့ရောက်လေပြီတရင်စားကမဲမဲကြီးသာထွက်နေသည် မထူတော့ပါဘူးတင်ပါရဒီနေ့သတင်းစာမထုတ်ပါနဲ့တော့မနှက်ပြန်ကြမှာကြက်ကြနာနာလောက်ကြတော့တာပေါ့ကွာတင်ပါ၏တသက်တွင်ဥုံကင်တယောက်သည်အမဲတက်ကြွနေသည်ဟုသာမြင်ခဲ့ရသည်ဤသည့်အလုံမဆိုဖြစ်ရမည်ဟုသောဇွဲဖြင့်ဖြစ်အောင်ကြိုးစားသည့် ပုံကိုဖြစ်သည်တခါမှဤသို့စိတ်ပြက်လက်ပြက်မျက်နှာမျိုးမမြင်ရဘူးဖြင့်ဥုံကင်သည်ဘုံကနေစက်ခန်းထဲမှထွက်သွားကသူ၏အိမ်ပေါ်သို့တက်သွားသည်သတင်းစာရောက်သူကိုယ်စားလှယ်များလည်းရောက်နေပြီဗမာခေအဖို့၎င်း ဗမာသတင်းစာလောကအဖို့၎င်းကမ္ဘာဆိုင်ကြီးပတ်လည်ဆိုင်ကြီးစတင်တက်စင်မှစက်ကိုမနိုင်၍သတင်းစာမထွက်နိုင်ဟုဆိုလင်ရာသွေးရိုင်းရတော့မီသတင်းစာဦးတီမှာတနည်းမပြတ်ထုတ်ရပြီဖြစ်သည်တင်ပေါင်းသည်ဆက်စရာကိုတန်းကြီးအားနောက်ဆုံးအချိန်ကြိုးစားကြည့်ပါဦးဟုပန်ကြားကစမ်းသက်ရိုက်ကြည့်ပြန်သည်ဓာတ်ပုံများမပေါ်တော့လဲစာသားများကိုဖတ်ရတော့ခက်လျှော်လျှော်သတင်းစာထွက်လာသည်ထိုသတင်းစာကိုပင်ထိုနေ့ကဖြန့်လိုက်ရသည်ဗမာခေတ်ပတ်လည်ဆက်မှာပွဲဦးတက်တွင်ပင် အဆက်ကွဲရရှာလေသည်နောက်တစ်နေ့တွင်ဥဩခင်သည်စိုက်ကြီးချုံရင်ကြံများကိုလိုက်ရှာရ၌မြမပြည်လုတ်ခဲစလုံးများသည်ခဲသားပျော်ခြင်းနှင့်စလုံးမျက်နှာဖြင့်နှိမ်ခြင်းအပြစ်နှစ်ရပ်ကိုတွေ့သည်ဖြင့်ထိုအပြစ်တို့ကိုတစ်ဖြည်းဖြည်းကြိုးစားပြုပြင်တော့မှဗမာခေပတ်လည်စိုက်ကြီးသည်ကြည်ပျော်ရှုပျော်တရင်စားများထွက်လာတော့သည်တို့တော့ကပဆိုင်ချင်းမီပက်လေဆက်များဤစာသားမျိုးထွက်မလာတော့ပေအလိုလိုမှစလုံးမျက်နှာပြင်နှိမ်က ခဲသားပြော့တည်တဲ့မွေးပူရာကင်းမောင်ခံရသည် ဗမာခေတ်၌သွင်းသောခဲစလုံးများနှင့် ပုံနှိပ်နေရ၌အသည့်အသည့် ကြည်ပျော်ရှုပျော်ဖြစ်နေရမှတလတွင်စလုံးမျက်နှာများမလမပဖြစ်လာပြန်သည်စလုံးများကို စက်ကူပျော့ဖက်ကြီးမှတက်ဆင်ခဲသားကူးကပုံနှိပ်သောအခါမညီမညာထွက်လာသည်စလုံးမျက်နှာမှာတူပစ်နေသည်ဦးအိုကေနှင့်အတူအပြစ်ကိုရှာကြသည်ရှာရွေးမရနောက်ဆုံးတွင်မှတရားခံကိုတွေ့သည် ခဲပုံများကိုမီးပြင်းကြိုကခဲစလုံးပုံသွင်းစေ၌ခဲသားမာရန်ထည့်ရသောတတ်ထုတို့မျိုးကို မိဖို့ဆရာကခိုးယူ၍ရောင်းစားသည်ခဲပုတ်တွင်၌မာစေသောတတ်ထုမပါတော့သဖြင့်ခဲစလုံးများပြော့ရသည်ဦးအောင်ခင်ကစိတ်ဆိုးလုံးသဖြင့်တခိုးကိုရဲလက်အပ်သည်စိတ်ပြေမှအမှုကိုပြန်နှုတ်ရသည်ပက်လေဆက်ကြီးမှန်းကျင်နှင့်မကိုက်သဖြင့်မူလစီမံကိန်းရာတရင်စာကို တိုးချက်ရန်စီမံကိန်းကိုတထစ်လျှော့လိုက်ရသည်သို့သောဇွဲတတိနိုင်မြမပြည်တွင်ရှာမရှားအောင် ကြီးမားသောဦးအောင်ခင်သည်ပက်လေဆက်ကြီးအတွက်လိုအပ်သောခဲစလုံးဘက်ကိုဖိ၍စူးစမ်းသဖြင့် မြမပြည်ခဲစလုံးပုံစံရာသဝင်တွင်ထူးခြားသောစလုံးများထွက်လာခဲ့ပြန်သည်ပတ်လည်ဆက်သည့်ခဲစလုံးမာမာနှင့်မျက်နှာပြင်မြင့်မြင့်ရမှဖြစ်မိဖြစ်ရာစာပေဗိမ္မာန်ကဆ၍ကျိုးပန်းအောင်မြင်ခဲ့သောမိုနိုတိုက်ခဲစလုံးဆက်များကိုဝယ်ယူတက်ဆင်ခဲ့၏မိုနိုတိုက်ခဲစလုံးပုံစံကောမဒီ၌ဦးအောင်ခင်ပါဝင်ဆောင်ရွက်အားထုတ်ခဲ့၏မြမခဲစလုံးတို့မှာပုံသွင်းရန်အင်္ဂလန်တွင် ကြီးပုံစံလုပ်ကြရသည်ကြီးပုံစံပေါ်တွင်မှခဲရီလောက်၍စာတလုံးစီပုံလောက်ရသည် ခဲစလုံးဆက်များကိုအစင်တစ်ဆက်တုံးခဲ့၏မြမခဲစလုံးဆက်တို့မှာခဲစလုံးများကိုဝယ်တုံးကြသည်မြမစားသည်ဘီစ33လုံးသာရှိသည်ဆိုတော့လေအင်္ဂလိပ်စာကဲ့သို့ဒီအချင်းချင်းစလုံးပေါက်၍စလုံးဖြစ်သောစာမျိုးမဟုတ်တရာများနှင့်ပေါင်းရာတွင်စလုံးကိုဤအပေါ်မှအသက်အောက်မှ အစွဲစသည်တို့ဖြင့်ပေါင်းရသည်ဖြင့်တင်ဂေတရှုပ်လာသည် ဥပမာ အင်္ဂလိပ်ဘာသာဖြင့်အမျိုးသမီးကို W O M A N ဟုဘီငါလုံးစီရ၏ မြန်မာဘာသာဖြင့်အမျိုးသမီးဟုစီလိုပါကအမတမဟုသောဘီလေးလုံးအပြင်လောဝိတင်ရာပင်တချောင်းငံဝက်စလုံးပေါက်လောဝိတင်စံခတ်ဝက်စလုံးပေါက်စာတော်အသက်အစွဲ6ခု ပါရသည်မြန်မာဘာသာပါဠိမှာခဲစလုံးဆိုလျင်စလုံးရေ2140ရာသီတိုင်းများလာသည်ထို့အထက်တွင်မှအ ਨੇ စုံချုံးတီတိုင်းစာစီကွက်တွင် ခဲစလုံးရေ226ကွက်ရှိ စလုံး229လုံးရှိရပြီးထို့အပြင် အပူစလုံး195လုံးလည်းစောင်းထားရသေးသည်မြန်မာစာသည်ခဲစလုံးများဖြင့်စီရာတွင် အထက်တွင်ဖော်ပြသည့်အတိုင်းရှုပ်ထွေးလာသည်ထို့သောအင်္ဂလန်ပြည်လိုင်းနိုခဲစလုံးကုမ္ပဏီကလက်နှိပ်ဆက်ခဲ့သောဇိုက်ကြီးနှင့်ရိုက်၍ဇာချောင်းလိုက် အတန်းလိုက်တချောင်းနှင့်တတွဲတဲ့စီပီးထွက်လာသောဆက်မျိုးကိုတည်ထွင်အောင်မြင်သောအခါတွင်ကလုပ်ငန်းပုံမှုတွင်ကျဲခဲ့လေသည် ထိုဆက်ကိုမြမပြည်ကြောင်ညာဆိုင်ရာပုံလေးဆက်ကမှာယူသုံးဆွဲခဲ့၏ထိုဆက်မှာကောင်းလာသည်သို့သောဆက်အတွင်း၌ခဲစလုံးပုံစံ96ခုသာဆန့်သည်ထိုပုံစံများတွင်မပါသောစလုံးကိုသုံးလိုကဆက်ကိုရက်ခါလိုသောပုံစံကိုထည့်သွင်းပြီးမှသုံးရသဖြင့်ထင်သလောက်မမြန်ပဲတမျိုးတနည်းနှေးပြန်၏ထို့ပြင် ခဲတန်းကြီးမှာအတန်းလိုက်ထွက်နေသဖြင့်စာပြင်ရန်ခတ်၏ဦးအောင်ကင်းတဲ့ကွာစာပေပိမှန်မှကြိုးစားသဖြင့် ြန်မာပြည်မိုနိုပုံနှိပ်စလုံးကုမ္ပဏီမှပြုလုပ်အောင်မြင်သောမိုနိုစလုံးဆက်မှာလိုင်းနူဇက်တန်တစ်မျိုးသာ၏ပထမလက်နှိပ်ဆက်အကြီးစားတစ်ခုကိုလိုအပ်သောစလုံးများရိုက်နှိပ်ရသည်ထို့လက်နှိပ်ဆက်မှာအနံ၆လက်မှရှိစာရွက်လိပ်တွင်တင်ဂေတအပေါင်များထင်၏လူအပေါင်များထင်နေသောစာရွက်လိပ်ကိုခဲစလုံးဆက်ထဲထည့်လိုက်ပြီးစက်ခုတ်သောအခါ CB ခဲစလုံးနှဲများထွက်လာသည်ဒိုင်းနိုတိုက်စလုံးများကဲ့သို့အတန်းလိုက်တတောင်နှဲထွက်၍မလာပေသို့သော လက်စီခဲစလုံးကဲ့သို့လည်းတလုံးစီမလာပေလက်စီခဲစလုံးက ကိုဟူသောစလုံးသည် ကာကြီးရော လုံးကြီးတင်ရောတချောင်းငယ်မှာတလုံးနဲ့ထွက်လာ၏မိုနိုတိုက်ကမူကာကြီးကတလုံးလုံးကြီးတင်ကတလုံးတချောင်းငယ်ကတလုံးခဲစလုံးသုံးခုကိုပေါင်းစပ်ရပြီးအတန်းလိုက်ထည့်ရန်အတွက်ခဲပြာခဲတုံးကလေးသုံးခုကညှက်ပေးရသည်ထို့ကြောင့်မိုနိုတိုက်မှထွက်လာသော CB စာရန်သည်ကိုင်းရတွေ့ရ၌ကတ်ခဲ့သည် ။စာပြင်ရာတွင်လည်းတစ်လုံးပြင်လျင်တစ်ကြောင်းလုံးပြတ်တက်သည်။ယခုမူစာရိုက်သူများလက်ကျင့်သေးစားပြုသည်ဖြင့်အတော်အသုံးဝင်နေပြီ။မိတို့ပင်ဖြစ်စေဗမာခေအဖို့တခါစီပြီးတိုင်းသုံးတန်အလေးချိန်နှင့်ဖိနှိပ်ပုံသွင်းရန်လိုအပ်သောကြောင့်မုံတို့စလုံးဆက်များကိုဝယ်၍တုံးရသည်။မုံတို့ဆက်သည်တသိန်းခန့်ကြာသောကြောင့်တစ်ကြောင်းစာစီရိုက်သူများလက်သားမကျသေးသည်ဖြင့်တစ်ကြောင်းရိုးရိုးခဲစလုံးများကိုလည်းစွ့၍တုံးရသည်။ ရိုးရိုးလက်စီခဲစလုံးများကိုရောဖတ်၍တုံးရတွင်ဥုံခင်သည်စလုံးပုံစံအစ်ကိုတီထွင်နိုင်သည်ပတ်လေဆက်ကလိုအပ်သဖြင့်ဥုံခင်သည်ကြိုးစားရပြန်သည်ဗကြီးဝါသနာပါသောစရေတူးကိုသူဤစလုံးကန်းတွင်းသို့ခေါ်ကစလုံးပုံစံအစ်ကိုတီထွင်တော့သည်ရခင်က7 point စလုံး14 point စလုံး great စလုံး18 point စလုံးဟု၍စလုံးအွယ်၄မျိုးသာရှိသည်ကို16 point ဟုစလုံးအလတ်စားတစ်မျိုးကိုဥုံခင်ကစ၍တီထွင်ခဲ့သည် မြမစလုံးများအဝိုင်းဖြစ်တော်လဲအရင်များချောင်းငင်များစသည့်မြင်းဖြောင်များလဲပါသည်။ဒါကြောင့်အရွယ်မမြင်ပဲစလုံးမှာလဲပြည့်ညက်၍မနေပဲစာဖတ်၍လဲရှင်းစီရန်ပုံကိုတွင်သည်။ထိုပုံကိုဗမခေ16ပွိုင်ဟုဦးအောင်ခင်ကအမိပေး၏။နောက်ပိုင်းတွင်အခြားစလုံးဆက်များနှင့်အချို့သတင်းစာတိုက်တို့ကပါခဲစလုံးဆက်များဝေချာသောကြောင့်16ပွိုင်ကိုလူသုံးများလာသည်။ဗမခေဦးအောင်ခင်သည်စာသားစီရန်16ပွိုင်စလုံးပင် ခေါင်းစဉ်တက်စလုံးကြီးပုံစံများကိုတီထွင်ခဲ့သည်ဥုံခင်ကစလုံးတစ်မျိုးပြီးတစ်မျိုးထွင်သောအခါတွင်မှာအခြားသူများကလည်းစလုံးသစ်ထွင်ကြီးအချို့ကိုတီလာက ကြိုးစားလာကြ၏ဥပရန်ကုန်သတင်းစာတိုင်းမှာခေါင်းစည်းစလုံးစမ်းထွင်နိုင်၏ဤသို့ပြင်ဗမာခေဥုံခင်၏ကျေးဇူးကြောင့်ဗမာပုံနှိပ်လောကတွင်စလုံးသစ်ပုံစံအမျိုးမျိုးပေါ်လာပြီးစာနယ်သင်းတို့နှင့်တကွာပုံနှိပ်လုပ်ငန်းတွေမှာစာစီမှုအထားသို့ပညာတိုးတက်လာခဲ့သည် တင်းပေါင်းသည်ဗမာခင်မထွက်ပြီးရေပုံသတင်းစာတိုက်ကိုတီထောင်ရတွင်တနည်းကြော်သောအခါပုံနှိမ့်ဆက်ပြဿနာပေါ်လာသည်ရေပုံသည်နိုင်ငံသားမှအထူးမှားယူသောပုံနှိမ့်ဆက်ကြီးများနှင့်အထူးရိုက်မိဟုကြေညာခဲ့တော်လဲဂျပန်ပုံနှိမ့်ဆက်ဈေးအပေါ်နှင့်ရိုက်ကျင်းတာဖြစ်သည်ဗမာပြည်မှပုံနှိမ့်ဆက်ဆရာတို့သည်မျိုးလုံးကိုဗမာပြည်၌ပင်ကျွဲကော်ရီကျူ၍ပုံလောင်းကသုံးလေရှိကြသည်ကျွဲကော်မေလုံးသည်ကောင်းပါ၏တို့တော်မိုးရွှင်း၌ရေခိုးကြောင်တွေ့တတ်သည်နှွေလာတွင် ျွတ်လွန်းသည့်6တပ်သည်ထိုသဘောကိုလေ့လာမိသောတင်ပေါင်းသည်ဂျပန်ပုံနှိပ်ဆက်များမှစဉ်ကမိလုံးကိုကျက်ပေါင်းစည်းမိလုံးများဂျပန်၌ပြုလုပ်စေခဲ့သည်မိလုံးလောက်ရ၌လည်းနှွေရိုက်ရန်အပျော်သားနှင့်မိုးရွှေရိုက်ရန်အမသားကိုမှာခဲ့၏8000 71လုံးတွင်မိလုံးနှစ်စုံအပိုမှသဖြင့်ငွေ300ကျပ်သာပို့ကုန်၏အသုံးပြုသောအခါထူးထူးခြားခြားကောင်းမွန်လာသည်8000နဲ့ဂျပန်ဆက်နှင့်ရိုက်သောကြေးမုံသည်၄000အထိတန်သောအခြားသတင်းစာကြီးများထက် မင်ကြမင်နာတည့်ရတန်ရှင်းပိသစွာထွက်လာသည် စိုက်ဤသဘောကိုလေးလာမှုတစ်ချက်နှင့်ငွေ300ကျပ်အပူသုံးခြင်းဖြင့်တန်ဖိုးမပြတ်နိုင်သောအကျိုးကိုကျင်းမုံကရခဲ့သည်ကျင်းမုံတရင်းစာဆုံရခြင်းသည် မင်ကြမင်နာတည့်ရထင်ရှားခြင်းသည်အကြောင်းတည့်ရဖြစ်၏သို့သောစောင်းရည်များအစမတန်တိုးလာသောအခါအဖိုးချိုသောဂျပန်ဆက်ကဇာတိပြတ်လာသည်စောင်းရည်တစ်တောင်းကျော်သောအခါဂျပန်ဆက်သည်ခဏခဏကျူတော်သည်ကျင်းမုံသည်စောင်းရည်တစ်တောင်းကျော်လာချိန်၌ဆက်တစ်ကို တက်စင်မဖြစ်မီမတက်စင်မကမကြာခဏစိုက်ကျိုးသဖြင့်အလုတ်ပြန်သည်ဆက်နှစ်ဆောင်ရီကလည်းမနိုင်ဤသည့်ဆက်မျိုးကိုဝယ်မီနီပတ်လေဆက်နှစ်ဗမာခဲစလုံးမသိတော်ကြောင်းဗမာခဲမှတန်ဖိုးကြီးသောသင်ငန်းစာကိုတီးခဲ့ပြီဖြစ်၍ပတ်လေဆက်ကိုဝယ်ရန်စိုးရွံသည်ငွေကလည်းဝယ်နိုင်အောင်အားမရှိမောင်ရင်နေရှင်းဆက်မျိုးသုံးပါလားလာကြည့်လှဲ့ပါလားထိုကဲ့သို့ဥလောယုံကတင်မောက်အားအဲ့ခံပွဲတစ်ခုတည်းစကားဆက်မိရာမှတိုက်တွန်းသည်နောက်တစ်နေ့ညတွင် တင်ပေါင်းနှင့်ကျင်းပုံမန်နေဂျာဦးတော်ရိုသည်နေရှင်သတင်းစာပုံနှင့်ဆက်သွယ်သွား၍တညာလုံးလှိလာသည်ဇက်တိုက်၃ညထိုင်ကြည့်ပြီးနေရှင်ဆက်မျိုးဝယ်ရန်ဆုံးဖြတ်လိုက်သည်နေရှင်ဆက်မှာအင်္ဂလန်ပြည်ပိန်ကုမ္ပဏီကထုတ်လုပ်သောကော်စာဦးအမည်ပေးထားသောဆက်ဖြစ်၏ပုံနှိပ်ဆက်အသေးစားများအတိုင်းခဲစလုံးစီ၍မျက်နှာပွဲရသည်ဆက်ကူကိုတရချင်းမထက်ရပဲအလိတ်လိုက်ထက်က စာမျက်နှာ20ခောက်ပြီးဖြတ်ပြီးသတင်းစာတနာ2000နှုန်းကြသည်ပက်လေဆက်ထက်ကံရတီမှလွယ်ကူသည် ဇေချိုသည်စက်ကူလိတ်ထက်၍လဲရသဖြင့်လိတ်လဲဆက်ဟုတင်မောင်ကအမိပေး၏လိတ်လဲဆက်ကိုမှားမိဟုဆုံးဖြတ်တော်လဲပြင်းပုံမှာငားလာသာသာရှိသေးသည်ငွေကများများဆဆမရှိသည်စက်ကိုစလဲဂျွန်တစ်ကစ်စင်ကုမ္ပဏီနှင့်ဆက်သွယ်ပြီးစက်ကိုလာဆိုင်နှင့်ဝယ်ယူပြီးအကျွေးရရှိရန်ကြိုးစားသည်နှစ်သိန်း3000ကျပ်တန်ဆက်ကြီးကိုတစ်လ6000နှင့်ကျွေးဝယ်ရန်သဘောတူကြရ၏ ထိုစဉ်ကဗြိတိရှ်တန်ယုံကုံတော်ရေးအတွင်းဝင်ကဗြိတိရှ်ကုမ္ပဏီတစ်ခုကကျေးမုံအားကျွေးပေးမိဖြစ်ကြောင်းဝင်ကြီးတခင်ချစ်မောင်ထံကန့်ကွက်ချက်ရှိမရှိမေးမြန်းရာပြည်ညာရေးဝင်ကြီးကထောက်ခံလိုက်သည်ဟုနောက်မှသိရသည်။ကဲအားလျော်စွာတင်မောင်သည်1958ခုစက်တင်ဘာလတွင်ဘီလက်သို့လွှတ်တော်သတင်းစာအဖွဲ့နှင့်လိုက်ပါသွားရသောကြောင့်ဆက်အလုပ်ရုံသို့သွားကစိတ်တိုင်းကြအရွယ်စားမှစကပြုလုပ်နိုင်ခဲ့သည်။ဆက်ဝယ်ရလိုင်စင်လိုသည်ကိုအဆုရှိတဲ့ဦးမျက်နှာဖြင့် စက်မှုလက်မှုဝင်းကြီးဦးကျော်ညင်းက73ရက်အတွင်းလိုင်စင်ချပေးခဲ့သည်ဒိုလိုင်စင်ကို ရောင်းစားနေပေနှစ်သိန်းမျက်နှာ၏လိတ်လည်ဆက်ကို1956ခုနှစ်ဇွန်လ15ရက်နေ့တုန်းရင်းပုံမှစတင်အသုံးပြုသည်ရင်းပုံ၏ရွယ်ချက်ဖြစ်သောလန်ဒန်ရင်းပုံအရွယ်သို့ပြောင်းနိုင်ခဲ့လေပြီဗမာသတင်းစာမှန်သမျှ15-30လက်မအရွယ်သတင်းစာများနဲ့15-20လက်မအရွယ်သတင်းစာများသာရှိခဲ့ရာမှာ16-17လက်မအရွယ်ကမ္ဘာဆိုင်ချင်းပြည်သတင်းစာဖြစ်လာသည် ရင်းမုံကြီးအသွင်အပြင်မှာတသွေးတမွေးပြောင်းသွားပြန်ရာမူလဆောင်ရီ1000ကျော်မှစက်တစ်ဖြင့်ရိုက်ပြီးမကြမီအတွင်းဆောင်ရီ2000ဖြစ်လာသည်1958ခုတီမဲတန်ရှင်ခွဲသောအခါရင်းမုံမှာ3000အထိတက်လာပြန်သည်သို့သော်1958ခုအစိုးရအပြောင်းလဲ၌ရင်းမုံချိတ်ပိတ်ခံရပြီးစက်ကြီးကိုအစိုးရကသိမ်းခဲ့တဲ့ပြင်ဂျေမုံဆောင်ရည်သည်တန့်သွားခဲ့လေ။မှတ်ချက်ဂျွန်တက်ကစ်စင်ကုမ္ပဏီကတိုးဆက်ဖို့ဂျေမုံကမကြည်သေး၍ သူတို့ဤဆက်ကိုမသိမ့်တင်ကြောင်းတရားဥပဒေအရခုခံသည့်ဤကုမ္ပဏီကရှုံးသွား၏ဂျင်းမုံဆယ်လပိတ်ပြီးနောက်1959ခုတွင်ပြန်ထွက်လာတော့ကဂျင်းမုံဆောင်ရည်သည်တစ်ချိန်လုံးထိုးထက်လာသည်သို့တော်လိတ်လေဆက်မှာ3000ထက်တိုးရိုက်၍မရဂျင်းမုံသည်ဆက်သစ်လိုလာပြန်ပြီးမိသည့်ဆံမျိုးကိုဝယ်မိနီဗမာခေပတ်လေဆံမျိုး300မီကိုလည်းကြောက်နေ၏1960ခုမတ်လတဲ့တွင် အစ်စတရီပြည်၌ပြည်ပဆိုင်ရာသတင်းစာဆရာသည်ညီလာခံကျင်းပရာ ဗမာပြည်မှကိုယ်တိုင်အဖြစ်တင်ပေါင်းတက်ခဲ့သည်တုန်ကြီးလာကန်တွင်ပုံနှိပ်ဆက်ပညာနှင့်ပတ်သက်၍လစ်တိုအော့ဖ်ဆက်ပုံနှိပ်ဆက်နှင့်သတင်းစာထုတ်နည်းကိုတင်ပြကြသည်သုံးမှုသူများကသတင်းစာများသည်ရီထရိုပက်လယ်ဆက်များအစားလစ်တိုပက်လယ်ဆက်များကိုပါသုံးသင့်ပါသည်ဟုဆိုကြသည် အင်္ဂလန်ပြည်မှသတင်းစာဆရာတူကတင်မော့အားလန်ဒန်ရောက်၍အင်္ဂလန်မှ Ghost ပုံနှိပ်ဆက်ကုမ္ပဏီရုံးခန်းမှသွားစုံစမ်းပါဟုလိပ်စာကလေးတစ်ခုပင်တင်မော့၏မှတ်စုစာအုပ်ထဲ၌ရေးပေးသွားသည် ။ရီလာကမတက်မီကလေးတွေပင်အမေရိကန်ပြည်မှသတင်းစာဆရာ30ရန်ကုန်သို့အလဲလိုက်ရာအမေရိကန်ပြည်မက်ဆူရီနယ်မှသတင်းစာတိုက်ပိုင်းခြင်းတဦးကလည်းလေတိုပုံနှိပ်ဆက်ကိုသုံးပါဟုတိုက်တွန်းသွားခဲ့မှုသည်။သို့သောရိုးရိုးရီထရိုပက်လဲဆက်ကိုပင်လဲအောင်မရိုက်နိုင်သောဗမာပြည်တွင်နီးစက်နှင့်ရိုက်သော လေတိုဆက်ကိုသုံးရန်တင်ပေါင်းကြောက်နေ၏။ history ပြည်မှာညီလာခံအပြီးတွင် တင်မောင်းသည့်ဂျာမနီသို့ထွက်ခဲ့သည်။ Osbert မြို့သို့သွားကဗမာခေတုံသော Vidro set ပြုလုပ်ရာ MAN ကုမ္ပဏီတို့သွားကြည့်သည်တင်ပေါင်းသည်သူနှင့်အတူဗမာခေတ်တည်င်းစာများမြမခဲစလုံးများကိုပါယူသွား၏ MAN ဆက်ပညာရှင်များကဗမာခေတ်ဦးဦးခင်တွက်သည့်အတိုင်းပင်ခဲစလုံးမာမာမာလုံးကလည်းကျစ်စစ်မှုကြိုးရည်၃ရက်နဲ့စလုံးဤမျက်နှာပြင်မြင့်မြင့်ထူထူ၃ရက်အကြံပေးကသူတို့ဆက်ကိုပင်ဝယ်ပါဟုဆို၏ဦးအန်ရှိန်နှင့်သားများကကိုယ်စားလှယ်ယူထားသော Print Gender Print Pack မြို့ပုံနှိပ်ဆက်ကုမ္ပဏီကြီးတို့လည်းသွားကြည့်သည် ဂျာမန်ဆက်တို30အတိုင်းခိုင်ခက်တောင်းနေသည်တည့်ရကျနာသည်သို့တော်ခဲစလုံးပြဿနာကြောင့်ဆက်ကောင်းတော်လည်းမတုံရဖြစ်နေသည်တင်းပေါင်းသည်ဥရောပကြီးသတင်းစာတိုက်ကလေးများကိုလေ့လာပြီးနောက်အင်္ဂလန်သို့ဆက်၍သွားခဲ့သည်သတင်းစာတိုက်ကြီးများမှတိုက်ကလေးများတည်လေ့လာသည်အားလုံးပင်ရီထရိုပက်လယ်ဆက်များသုံးညတည်တာများ၏လေတိုဆက်ကိုပြောင်းသူမရှိသလောက်ရှာသေး၏တနေ့တွင် စိတ်မပတပါနှင့် Ghost Company ကိုယ်စားလှယ်ရုံးသို့သွားကြည့်ရာမန်နေဂျာဖြစ်သူက သူတို့လစ်တိုဆက်အကောင်းကြောင်တက်တည်ခံအမေရိကန်သတင်းစာများကို ပြကာတိုက်တွန်းသည် သူပြသောအမေရိကန်သတင်းစာတို့မှာဓာတ်ပုံနှင့်စာသာမင်ကြမင်နာထင်ရှားပြတ်သားလာသည်ထူးထူးခြားခြားထင်ရှားပြတ်သားလာသည်မို့ဝဲမဲပြားဟုတင်ပေါင်းကတထစ်ချပြောပြီးတထစ်ချဆုံးပြတ်ချက်ချလိုက်ကလန်ဒန်မှပြန်ခဲ့သည်အမေရိကန်ပြည်ကော့ကုမ္ပဏီကအာရှမှာပထမဆုံးသုံးပြီးလစ်တိုပတ်လည်ဆိုင်ဖြစ်သည်ဖြင့်30ရာခိုင်နှုန်းဈေးလျှော့သည်ဖြင့်စက်ဖိုးမှာ၈သိန်းကျလေသည် အခြားဆက်များပါလို့တော့ကြောင်းဆက်လိုင်းစဉ်၁၀ခွဲဖို့လျှောက်ရာဝင်းကြီးဦးရာရှိကဂျင်းမုံနှင့်တင်မောင်အားယုံကြည်ချက်ဖြင့်လိုင်းစဉ်ချပေး၏ဒိုလိုင်းစဉ်ကို ရောင်းစားလျင်၁၀မျက်နှာ၏ဤတွင်ဆက်သစ်အတွက်ငွေလိုလာပြန်လေသည်ဗမာသတင်းစာတိုင်းနှစ်တိုက်ကိုတရုတ်နီဘန်ကငွေထုတ်ချီနေကြောင်းဂျင်းမုံကငွေလိုလျင်တရုတ်နီဘန်မှချီး၍ရနိုင်ကြောင်းနှင့်အကြံပေးသူကပေသည်ဂျင်းမုံထွက်စားကပင်တရုတ်နီဘန်ကတရုတ်မျိုးသားတို့ကိုငွေချီကာ ဗမာစီးပွားရေး၌ဝန်ဆိုကြောင်းတိုက်ခဲ့သည်တရုတ်နီဘန်း၏ကြီးငွေနှင့်ကျင်းမုံကိုမပတ်သက်လို့သောကြောင့်ပထမနိုင်ငံတော်ကုသရန်ဝယ်ရေးဘဏ်ဦးဝေးကျော်ကိုတွေ့၍ရှောက်လာတင်သည်နောက်စက်မှုလက်မှုဘဏ်ကိုရှောက်သည်ထိုဘဏ်နှစ်ခုမှငွေချီး၍မရပေအင်္ဂလိပ်ဘဏ်များ၌လည်းမချီးလို့သဖြင့်တင်မောင်းသည်စီးပွားရေးတက်တက်သာလုပ်ကိုင်သောပါကစ္စတန်ပြည်ဟာဗစ်ဘဏ်မှငွေ6သိန်းချီးခဲ့သည်ထို့ပြင်အင်းဝဘဏ်မှ2သိန်းချီးခဲ့သည်ကျင်းမုံ၏ငွေပင်ငွေရင်မိကိုရာဘဏ်များမှာ နိုင်ငံရေးကင်းရမည်ဟုသောအချက်ကိုအဓိကထားကရှာခဲ့လေ၏ငွေတေကြသောအခါတင်ပေါင်းတို့သည်1962ခုမှတ်လာတဲ့တွင်အမေရိကသို့ဆက်ဝယ်ရန်သွားခဲ့ကြသည်ချီကာဂိုမြို့ရှိကော့ကော်ပဏီအလုပ်ရုံးသို့သွားရောက်လေ့လာကဝယ်ခဲ့၏ထိုဆက်မျိုးသုံးသောသတင်းစာတိုင်းများ၌ဝင်ရောက်အလုပ်လုပ်ကာလေ့လာရသည်လေတိုဆက်မှာစာမျက်နှာကိုတပ်ပုံရိုက်ရသည် ထိုတပ်ပုံပလင်ကို ခဲပြားပပပေါ်သို့ကူကထိုခဲပြားပကိုဒလိန်လုံးကြီး၌ကတ်က Rotary နီးအတိုင်းစက်ကူလိမ့်နေရရသည်32မျက်နှာရှိသတင်းစာဖြတ်ပြီးခောက်ပြီးတနာယီ2300ကြာသည် Retro ကဲ့သို့ကဲစလုံးကိုမှိန်လုံးလိမ့်ကတို့၍ရိုက်ခြင်းမဟုတ်ပဲကဲပြားကိုမှိန်တို့က ရေမှုတ်၍ရိုက်တော်နေဖြစ်သည် လေတိုပုံနှိပ်ဆိုင်၌ကဲစလုံးပြဿနာတစ်မျိုးပေါ်ပြန်သည်ဆာမျက်နှာကိုဓာတ်ပုံရဲရသည်ဟူရ၌ရိုးရိုးလက်စီပြီးကဲစလုံးစာဖောင်ကိုရိုးရိုးပုံနှိပ်ဆက်နှင့်တစ်မျက်နှာသာရိုက်ပြီး ဓာတ်ပုံရိုက်သောဤတနည်းရှိသည်ပုံနှိပ်ဆက်နှင့်စီ၍ရိုက်တဲ့ကဲ့သို့ကော်လံများနှင့်ရိုက်ပြီးထွက်သော စာစီဆက်နှင့်စာရွက်ပေါ်သို့ရိုက်ကာဒိုစာရွက်များကိုမျက်နှာဖွဲ့၍ဓာတ်ပုံရိုက်သောဤလေတနည်းရှိသည်ကဲစလုံးများကိုလုံးဝမသုံးတော့ဘဲဓာတ်ပုံစာစီဆက်ဖြင့်လမ်းနှိပ်ဆက်ကိုရိုက်ပါကစာစီပြီးဓာတ်ပုံဖလင်းများထွက်လာက ထိုဖလင်းများကိုခဲပြားပေါ်သို့တိုက်ရိုက်ကူး၍ပုံနှိပ်သောဤလေရှိ၏ဤသုံးနှစ်ရှိရာ၌ပုံနှိပ်ဆက်နှင့်ရိုက်တဲ့ကဲ့သို့ ကော်လန်လိုက်တင်သည့်မြမပုံနှိပ်ဆက်ကိုနေယူရောက်မြို့ Berry Type ကုမ္ပဏီကတည်ထွင်ပြီးရှိသည်ဆို၍သွားကြည့်ရပြန်သည်အတော်ကောင်းပါသည်သို့သောစလုံးမလာခြင်းစလုံးနေရာများကျဲ့သဖြင့်စလုံးများများမဝင်ခြင်းစသည့်ချုံရင်းကြံများတွေ့ရ၏ထိုမြမစလုံးဆက်တည်ထွင်ပုံမှာစိတ်ဝင်စားဝယ်ကောင်း၏စေအတွင်းကမဟာမိတ်တက်တို့ကဝါရဖြန့်စာရွက်များရဲ့ရန်အတွက်လေတိုပုံနှိပ်ဆက်သုံးရန်အမေရိကန်ပုံနှိပ်စလုံးပညာရှင်တို့ကတွင်ခဲ့သည် သူသည်မြမအစလုံးဝမတက်ပေမြမသတင်းစာများမဂ္ဂဇင်းများစာအုပ်များကိုသူတေသနာပြုကစလုံးရေတထောင်းနိုင်ကာကြီးအကျိန်မီများခါကွေးအကျိန်မီများကာကြီးလုံးတေတချောင်းငင်ကိုအကျိန်မီများစသဖြင့်သူတေသနာပြုကအသုံးများသောစလုံးများကိုဦးစားပေးကမြမလက်နှိပ်ဆက်နှီးဖြင့်ပေါင်းဆက်တီထွင်ခဲ့သည်ဒိုပုံနှိပ်ဆက်ဖြင့်လေနေသားသတင်းစာကိုပုံနှိပ်ရန်စာစီခဲ့သည်အိဒါဦးသိမ့်ဖေမြင့်တို့ရေးသားများကိုမြမစာမတက်သူအမေရိကန်တို့က နံပါတ်ကြီး၍ဤဆက်ဖြင့်စာစီနိုင်ခဲ့သည်ဆို၏လေးနှစ်သားမှာစစ်အတွင်းကမဟာမိတ်တို့ကလေရင်ပြန်မှချပေးသောသတင်းစာဖြစ်၏ဤစာစီချက်ကိုလည်းစိတ်တိုင်းမကျသေးသဖြင့်အင်္ဂလန်သို့ကူးခဲ့ပြီးမွန်ဒိုတိုက်ကုမ္ပဏီသို့တွားရောက်လေ့လာကကျန်စီပြန်ရာတင်မောက်ဖို့နှီးတစ်တခုရလာခဲ့သည်မွန်ဒိုခဲစလုံးဆက်မှာအထက်ကပေါ်ပြခဲ့သည့်အတိုင်းပထမလက်နက်ဆက်ကြီးနှင့်ရိုက်ပါကသင်္ကေတအပေါင်များဖောက်ထားသည့်စာရွက်လိပ်ထွက်လာပြီး ထိုစာရွက်လေးကိုခဲစလုံးဆက်တဲ့တက်၍လှဲ့လေခဲစလုံးစီပြီးထွက်လာသည်ဤနည်းကိုတမျိုးပြင်ကစလုံးရိုက်ပြီးတင်ကေတာအပေါင်များပါသည့်စက်ကူလေးကိုဓာတ်ပုံဖလင်စာစီဇက်တွင် တွင်း၍လှဲ့ပါကစာစီပြီးဖလင်ပြားလေးထွက်လာတော့မိုနိုဖိုတိုစလုံးဆက်ကိုမြမဘာသာဖြင့်ပြုလုပ်၍ရနိုင်သည်ကို တွေ့ရသည်တင်မောင်းကနှစ်သိန်းခွဲတန်းစက်နှလုံးအော်ရာပေးကမြမဘာသာမိုနိုဖိုတိုဖလင်စလုံးစီဆက်ကိုတီထွင်ရန်အလုပ်အပ်ခဲ့လေသည်ဤသို့ဖြင့်ပထမဆုံး မြန်မာဘာသာဖလင်စလုံးစီဇက်ကိုရခဲ့ပြီးနောက်ဂျင်းမုံဒီအာရှ၌ပထမဆုံးသောလီတိုပက်လယ်ဆက်ကိုအသုံးပြုသည့်သတင်းစာကြီးအဖြစ်1963ခုဖေဖော်ဝါရီလ9ရက်နေ့တွင်သတင်းစာပုံနှိပ်ဆက်စစ်သမိုင်းကိုအေးလိုက်လေသည်ဂျင်းမုံ၏အသွင်အပြင်မှာကဘာအီးရမှသတင်းစာအများအများ၏အစင်အတတ်တအစာပေါင်းများစွာသာလာခဲ့သည်ဒေရှားပြတ်သားသောဓာတ်ပုံများ စာသားများနှင့် ပုံနှိပ်လောက၌အလှဆုံးအရှင်ဆုံးအထင်ဆုံးအတန်ဆုံး ပုံနှိမ်နီးကိုအားရှနိုင်ပထမဆုံး၃ချင်းဖြင့်ဂျင်းမုံသည်ဘုံကနေဆောင်ရီ9000ကျော်သွားတော်သည်